ုံးမဲမင်္ဂလာပါရှင်။ကျမရဲ့အထောက်အကူပြုဓာတ်ရည်ရာတစ်ခုကိုပြပြပေးမှာဖြစ်ပါတယ်။ကျမရင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမိမိခံစားနေရတဲ့ဝေဒနာကတေးသည့်ဖြစ်စေကြီးသည့်ဖြစ်စေမိမိကကုသနေပါရဲ့နဲ့အချောင်းအမျိုးမျိုးကြောင့်မပြောက်ကင်းမှုဆိုလို့ရှိရင်ပြုလို့ဆောင်ရမှာဖြစ်ပါတယ်။အဓိကကတော့ယောဂဝေဒနာကိုပြောက်ကင်းတတ်တာစေတယ်အနာနယ်စေတွေ့စေတယ်ဒီဝေဒနာကို ာကင်းအောင်ကုသနိုင်တဲ့ဆရာကမတမားကောင်းနဲ့တွေ့စေတဲ့အစီရင်ဓာတ်ရည်တွေကတခုလည်းဖြစ်ပါတယ်ပြုလို့ဆောင်ရမှာကမိမိရဲ့လက်ရှိရောက်စဲအသက်ကိုဒီခုနှစ်နဲ့စားရပါမယ်အကျွင်းကိုအကျွင်းက၄ကျွင်းခဲ့လို့ရှိရင်ပြုလို့ဆောင်ရမှာဖြစ်ပါတယ်ဒီနေရာမှာမြည်တဲ့နေသားသမီးဆိုပြုလို့ရတယ်အသက်က သုံးနဲ့သုံးတော့မတူဘူးဘလို့ပဲဖြစ်ဖြစ်ခုနှစ်နဲ့ဆောက်လို့လေးကျွင်းပြုလို့ဆောင်လဲဆောင်ရွက်လို့ရတဲ့ရတဲ့ရာတခုလည်းဖြစ်ပါတယ်အဲ့တော့လေးကျွင်းတဲ့နေသားသမီးများအတွက်ဓာတ်စာကရှောက်ယိုတမောဒီလိမ္မော်ရီဖြစ်ပါတယ်အဲ့တော့အဓိကရှောက်ယိုရှောက်ယိုမလွယ်ဘူးဆိုလို့ရှိရင်လိမ္မော်ရီတခုတည်းနဲ့လည်းပြုလို့ဆောင်လို့ရပါတယ် အဲ့တော့လှည့်ရမယ့်အရက်ကအတူတူပဲအခုဒီကျွန်မပြောပြရတဲ့အရှိမြောက်အရက်ကိုမျက်နှာမူနေ့စဉ်အရှိမြောက်အရက်ကိုမျက်နှာမူရမှာဖြစ်ပါတယ်အဲ့တော့နေ့ရက်အလိုက်အခါလေးကို꿰သွားမှာဖြစ်တယ်ပေါ့နော်ခုနှစ်ရက်တိတိပြုလို့ဆောင်ရမှာဖြစ်ပါတယ်မိမိကဒီခုနှစ်ရက်အတော်တွင်ပြုလို့ဆောင်ရရင်းနဲ့ကိုတက်တာလာတယ်တိတာထင်ရှားလာရဆိုလို့ရှိရင်နောက်အပတ်ဒီမှာဆက်ဆက်ပြီးလုပ်သွားရမှာဖြစ်ပါတယ်အဲ့တော့ဒီ ပထမဦးဆုံးတော့တပတ်တိတိကိုပြုလို့ဆောင်ရဲစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဥစ္စာကတကယ်ကိုပြောက်ကင်းတတစေတဲ့တဲ့ရည်ရာတခုလည်းဖြစ်သွားတတ်ကြမှာပေါ့နော်။အဲ့တော့ဒီမိမိအတက်ကိုဒီလေးကျွန်းနဲ့နေသားမီးများဆောင်ရဲရမှာကလိမ္မော်ရေတောက်ရမှာဖြစ်တယ်။လျှောက်မဲ့အရက်ကအရှိမြောက်အရက်ကိုမျက်နှာမိုးရမှာဖြစ်ပါတယ်။စသည်ပြုလို့ရမယ့်နေ့ကတနင်္ဂနွေနေ့မှာပြုလို့ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့မြောက်အရက်ကိုမျက်နှာမူပြီးတော့ မနက်ပိုင်း10:00နာရီခွဲကနေ12:00နာရီတိတိအချိန်မှာလိမ္မော်ရေတောက်ပြီးတော့မမီရဲ့ယောဂဝေဒနာတွေပျောက်ကင်းဖို့အနာနယ်ဆေးတွေးဖို့ကုသပျောက်ကင်းဘယ်ကူစီတဲ့ဆရာသမားကောင်းတဲ့တွေးဖို့ဆုတောင်းရမှာဖြစ်ပါတယ်အဲ့တော့တင်းငွေတွေနေ့မှာစလုပ်မယ်တင်းလာနေကြလို့ရှိရင်လှည့်ရမယ့်အရက်ကအရှိမြောက်ရဲ့ကိုပဲမျက်နှာမူရမှာဖြစ်ပါတယ် အခါပေါ့နော်ကျမတို့အချိန်ရကြတော့တနက်လာနေမနက်ပိုင်း6နာရီမှ9နာရီခွဲအတော်တင်းတည်းမှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်အင်္ဂါနေ့ကြတော့နေ့လေ7နာရီမှတနာရီခွဲအတော်တင်းတည်းမှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်ဗုဒ္ဓဘူးနေ့ကြတော့မနက်9နာရီခွဲမှ9နာရီအတော်တင်းတည်းမှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်စတာဘရင်းနေ့ကြတော့နေ့လေ တနာ ਈ ခွဲမှ၃နာရီအတော်တင်းနဲ့မှပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။တောက်ကြနေကြတော့မနက်ပိုင်း၉နာရီမှ၁၀နာရီခွဲအတော်တင်းနဲ့မှပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။စနေနေ့မှညနေပိုင်း၃နာရီမှ၄နာရီခွဲအတော်တင်းနဲ့မှပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီကျွန်မပြောထားတဲ့ဒီတက်ရရအစီရင်ကိုတပတ်တိတိပြုလုပ်ပါ။ ပြုလို့လို့ပြုလို့နေစဉ်တော်ရင်မှာကိုအနာနဲ့ဆေးတွေ့တာသက်သာပြောက်ကင်းတာမျိုးဆိုလို့ရှိရင်နောက်ထပ်အပတ်အနည်းဆုံး၃မှတ်လောက်တိတိကိုပြုလို့ဆောင်ရပေးပါအဲ့ဒါအရန်အောင်တိတာစီမှာဖြစ်တယ်ပေါ့နော်ချစ်ရတဲ့ခွနဲ့သားသမီးမိတ်ဆွေများအားဟာလုံးအေးချမ်းตาရပျော်ရွှင်ကြပါစေယောဂဝေဒနာတွေကင်းရှင်းပြီးတော့ตาရချမ်းမြေ့တော်ဘုရားများကိုရရှိပိုင်ဆိုင်ကြပါစေရှင်